င်္ဂလာပါရှင်။ MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်။အကူမင်္ဂလာပါရှင်။မင်္ဂလာပါညီမ။ ဒီနေ့မှာတော့ရေကြီးနေစဉ်တွင်မှာအဆောင်အုံအပေါ်ကိုတကယ်တက်ရောက်လာမဲ့အားရီအကြောင်းအပိုင်း3တတမ2တတမ5တတမ5ကိုအခြေခံပြီးအသေးစိတ်သိချင်ပါတယ်။ဒီအားရီကိုတွက်ချက်တဲ့အခါဘယ်အချက်ကိုအခြေခံရပါသလဲရှင်။ဟုတ်ကဲ့။ရေကြီးမှုအတွင်ဖြစ်ပေါ်လာမဲ့ဝန်အားအားလုံးကိုတွက်ချက်တဲ့အခါမှာဒီဇိုင်းရေကြီးမှုအငြင်း DFA ကိုအခြေခံရပါတယ်။အရေးကြီးတာက ADFE ဆိုတာရင်းညီမျက်နှာပြင်ရဲ့အမြင့်တက်တယ်မဟုတ်ပဲအဲ့ပေါ်ကရေလိုက်အမြင့်ကိုပါထည့်သွင်းစဉ်းစားထားတဲ့အမြင့်ဖြစ်ပါတယ်ကုတ်ကအဲ့ဒီရေကြောင်ဖြစ်ပေါ်လာတဲ့အားတွေကိုအဓိကအားဖြင့်အမျိုးအစား၃မျိုးခွဲပြီးဖော်ပြထားပါတယ်ပထမဆုံးအမျိုးအစားကဘာဖြစ်မလဲရှင်ပထမဆုံးနဲ့အခြေခံအခြားဆုံးကတော့ရေတံဝင်များပါဒါကရပ်နေတဲ့ရေ stationary water ကနေဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ pH အားပါ အဆောင်အုံရဲ့ DFE အောက်မှာရှိတဲ့မျက်နှာပြင်အားလုံးကိုဖေးထိုက်ရောအောက်ကနေအပိုးကိုပါရေအလေးချိန်ကဖိထားတဲ့အားဖြစ်ပါတယ်။အဆောင်အုံတစ်ခုလုံးရေထဲမှာညစ်ခံထားတယ်လို့ပါပဲ။ DPR ကို short ချနိုင်တဲ့တစ်ခုတည်းတော့နီလန်းကတော့ရေတွေဝင်ထွက်နိုင်မဲ့ရေပေါက်တွေထားရှိပြီးအတွင်းအပြင်ဖိအားကိုညီမြအောင်လုပ်တာပါပဲ။ရေကရပ်မနေပဲစီစင်းနေရောဘလို့အားမျိုးထိလာပါတလေကူ။အဲ့ဒါကဒုတိယအမျိုးအစားဖြစ်တဲ့ရေလိုင်းတန်ဝင်ရပါ။ဒါကမြစ်ချောင်းလို့ စီးဆင်းနေတဲ့ရေရဲတွန်းကန်အား current force ပါရေစီးကြောင်းကအဆောင်အုံကိုတွန်းတိုက်တဲ့အားဖြစ်ပြီးသူ့ရဲ့ပမာဏကိုအသေးစိတ်ခွဲချမ်းစိတ်ဖြန့်မှုတွေနဲ့တွက်ချက်ရပါတယ်ဒါဆိုရင်တတိယအမျိုးအစားကတော့ကံရိုးတန်ဒေတာအကအရေးအကြီးဆုံးဖြစ်မဲ့လှိုင်းဝင်များဖြစ်မဲ့ထင်ပါတယ်ထင်ပါတယ်တိတိကျကျပါပဲလှိုင်းဝင်တွေကအရှုပ်ထွေးဆုံးနဲ့အဖြစ်ဆွမ်းအားအကြီးဆုံးပါဘာဖြစ်လို့လဲဆိုတော့လှိုင်းတစ်လုံးကအဆောင်အုံကိုပုံစံမျိုးစုံနဲ့တိုက်ခိုက်နိုင်လို့ပါ ကုတ်အရာဆိုရင်အင်ဂျင်နီယာတွေကလိုင်းဝန်ကိုကုတ်ထဲကညီမြချင်းတွေနဲ့ဖြစ်စေအစင်မြန့်ကွန်ပျူတာမော်ဒယ်တွေနဲ့ဖြစ်စေဒါမှမဟုတ်တက်ခံလေးထဲမှာပုံစံတူစမ်းတက်တာနဲ့ဖြစ်စေတွက်ချက်နိုင်ပါတယ်ဒီဇိုင်းမှာတော့အဓိကအားချင်းအဆောင်အုံရဲ့ပဲ့အစိပ်ပိုင်းကမှတိုက်ရိုက်ဝင်ဆောင်နေကွဲအပ်လာတဲ့လိုင်းလုံးတွေရဲ့အားကိုထည့်အတွင်းစဉ်းစားထားရပါတယ်ကုတ်မှာလိုင်းကလုံးကအဆောင်အုံကိုပုံစံမျိုးစုံနဲ့တိုက်ခိုက်နိုင်တယ်ဆိုတာကိုအသေးစိတ်ခွဲပြထားတာတွေ့ရပါတယ်ဒီအကြောင်းကိုရှင်းပြပေးပါဦးကိုဟုတ်ကဲ့ လိုင်းအုံဆိုတာယူရှင်းတဲ့အားတစ်ခုတည်းမဟုတ်တော့ဘူးသူကအဆောင်အုံကိုပုံစံမျိုးစုံနဲ့တိုက်ခိုက်နိုင်တဲ့အတွက်ကုတ်ကအင်ဂျင်နီယာတွေကိုအ धिक တယောက်မှု၅မျိုးကိုထည့်သွင်းစဉ်းစားထားဖို့လိုလိုအပ်တယ်လို့ဖော်ပြထားပါတယ်တဲကွဲလာတဲ့လိုင်းလုံးမှာဒါကလူအများစုမြင်အောင်မေးလေပုံစံမှာလိုင်းလုံးကြီးကအဆောင်အုံရဲ့တိုင်နေရန်တွေကိုဒါရိုက်ဝင်ဆောင်တဲ့အားပြည့်တဲ့ရိုက်ခတ်မှုပါညက်အပေါ်ကိုဆွဲတိန်အား လှိုင်းကအဆောင်အုံအောက်ကိုဖြတ်သွားတဲ့အခါမှာချမ်းပြင်းစနစ်တစ်ခုလောင်းကိုအပေါ်ကိုပြင်တင်လိုက်သလိုအားတစ်ခုဖြစ်ပေါ်လာပါတယ်။၃လှိုင်းဝရတဲ့လှိုင်းကတိုင်နမဟုနယံကိုလာရိုက်တဲ့အခါမှာရေငိမ့်မျက်နှာပြင်အထက်ကိုအများကြီးကြော့ပြီးအပေါ်ကိုဆင်တက်သွားတဲ့ရေတွေအားပါ။၄ဆွဲအားနဲ့အလျင်ဆွမ်းအားအားလှိုင်းကအဆောင်အုံကိုဖြတ်သွားတဲ့အခါတွန်းသွားတဲ့အားနဲ့ရေတွေနောက်ပြန်ဆုပ်တဲ့အခါဆွဲသွားတဲ့အားပါ။ငါလှိုင်းကြောင့်ထစ်ပေါ်လာတဲ့ရေတိုက်စားမှုဒါကအလွန်အရေးကြီးတဲ့အချက်ပါ။ လိုင်းရဲ့ရိုက်ခတ်မှုကြောင့်အိတ်မြစ်တိုင်းတွေရဲ့ပပတ်လေကမြေကြီးတွေတိုက်စားပြီးကျင်းနေဖြစ်သွားတာပါအဲ့ဒီခါမှာအိတ်မြစ်ကလုံလောက်တဲ့အထောက်ပံ့မရှိတော့တဲ့အန်ဒီရထင်နိုင်ပါတယ်ဒီလောက်ပြင်းထန်တဲ့အားတွေကိုဘယ်နေရာတွေမှာအဓိကထဲသွင်းစဉ်းစားရပါသလဲရှင်အဓိကအားဖြင့်တော့ကန်ယိုးတန်တရေကြီးမှုဆုံးနေပါတယ်ကုတ်ကအဲ့ဒီနေရာတွေကိုအဓိကအားဖြင့်နှမျိုးခွဲပြီးဖော်ပြထားပါတယ် V zone ဒါကအန်ဒီအငှားဆုံးဆုံးပါကန်းရှင်တဲ့အနီးဆုံးပြီးတော့လှိုင်းမြင့်၃ပေဒါမှမဟုတ်၃ပေထက်မြင့်လိုက်တဲ့နေရာတွေပါ ကိုစတောအေးဆုံးဒါကတော့ဗီဆုံရကုန်းသွင်းပိုင်ကြတဲ့နေရာထည့်ပြီးလှိုင်းအမြင့်ကသုံးပေအောင်နဲပင်မဲ့လှိုင်းတန်ကိုထည့်သွင်းစဉ်းစားထားဖို့လိုအပ်နေတဲ့နေရာတွေပါဒီလောက်ရှုပ်ထွေးတဲ့လိုင်းအားတွေကိုအင်ဂျင်နီယာတယောက်ကဘလူးတွက်ချက်ရပါတယ်ဒီဇိုင်းအသွက်သုံးမဲ့လှိုင်းအမြင့်ကိုဘလူးဆုံးဖြတ်လဲကိုဟုတ်ကဲ့ကိုကအဲ့ဒီနေရာမှာဖြစ်ပေါ်နိုင်တဲ့အကြီးဆုံးလှိုင်းအမြင့် breaking wave high hb ကိုတွက်ချက်ဖို့အတွက်စနစ်တကျညီမချင်းတီကိုပေးထားပါတယ်အဆင့်နှစ်ဆင့်နဲ့တွက်ချက်ရပါတယ် အဆင့်1ကပထမဆုံးအဲ့ဒီနေရာရဲ့ရေငြင်းအနက် stay water depth DS ကိုအရင်ချရပါတယ်။သူကိုတော့ DS ပြညီမြချင်းနဲ့တွေ့ချက်ရပါတယ်။ BFE ကအခြေခံရေကြီးဝုန်းအမြင့် G ကမြေကျင်အမြင့်ဖြစ်ပါတယ်။အဆင့်2ကတော့ ADS ကိုရပြီဆိုရင်အကြီးဆုံး line အမြင့် breaking wave high HP ကိုမြချင်းနဲ့တွေ့ချက်ရပါတယ်။ အဲ့ဒီ breaking wave line ရဲ့တုံးကန်အားကဘယ်လောက်ရှိတယ်ဆိုတာကိုဘလို့တိတိကျကျတွက်ချက်ရပါတယ်လေကိုဟုတ်ကဲ့ line ရဲ့တုံးကန်အားကလှိုင်းလာရိုက်တဲ့အစိပ်ပိုင်းရဲ့ပုံစံပေါ်မှာအများကြီးမူတည်ပါတယ်ကုတ်ကအချင်းဤတစ်ချင်းစီကိုတီးဆက်ညီမြချင်းတို့ပေထားပါတယ်အလွေဆုံးအနေနဲ့အောက်ခြေလွတ်ထင်းဒီမှာတုံးတဲ့ down light တိုင်း piling hall column တစ်ခုကိုလှိုင်းရိုက်တဲ့အချင်းဤကိုအရင်ကြည့်ရအောင်ပါဟုတ်ကဲ့တိုင်းတလုံးပေါ်တက်ရောက်มาတယ်လိုင်းအားကိုဘယ်အချက်တွေနဲ့တွက်ချက်ပါတယ်လဲသူ့အတွက် equation 3.2a ရှိပါတယ် ဲ့ဒီ equation အရဆိုရင်အဓိကအရေးပါတဲ့အချက်တွေကတော့ line အမြင် hp ဒါကအရေးကြီးဆုံးပါပဲ line ဖို့မြင်းလေအားဖို့ပြင်းလေတိုင်နဲ့အရွယ်အစား d တိုင်ကပိုတုတ်လေ line နဲ့ထိတွေ့တယ်မျက်နှာပြင်ပုံများလေအားဖို့များလေပါတိုင်ရဲ့ပုံစံဒါကစိတ်ဝင်စားစရာကောင်းပါတယ်လေးတောင်တန်ရဲ့ဆွဲအားဂိန်းကဏ္ဍ Dow coefficient CD က2.25ရှိပြီးအဝိုင်းတန်က1.75ပဲရှိပါတယ်။ဒါကြောင့်အရွယ်အစား2ပဲမဲ့လေးတောင်တန်ကအဝိုင်းတန်ထက် လိုင်းတန်ကိုတိတိတတပို့ပြီးခန့်ရပါတယ်။တောင်လိုင်းနေရန်အရှိကြီးကိုလှမ်းရရင်ရောဘယ်လိုသွက်ချက်ရပါသလဲကို။နေရန်အရှိကြီးအတွက်ဆိုရင်ညီမအချင်းတွေကပြောင်းသွားပါတယ်။သူကတိုင်တလုံးလိုမဟုတ်ဘဲနေရန်ညက်အရာတပေအတွက်စုစုပေါင်းတိုက်အောင်တဲ့ RDF ကိုတွက်ချက်လာပါ။အဓိကအချက်ကတော့အဆောင်အောင်အုပ်ပြင်ကရေအနဲ့ DS ပေါ်မှာမူတည်ပါတယ်။ရေပိုနဲ့လေနေရန်ပေါ်တိုက်ရောက်တဲ့အားကပိုများလေပါ။ဒီညီမအချင်းတွေကနေရန်ကတောင်လိုင်း fit ပြီးလိုင်းကတဲတဲ့ဝင်တိုက်ထထလို့ယူဆထားတာလား။ တကယ်လို့နေရန်ကစောင်းနေခဲ့တယ်ဒါမှမဟုတ်လှိုင်းကစောင်းပြီးဝင်တိုက်ခင်ရင်ရောအကိုဟုတ်ပါတယ်ကိုကအဲ့ဒီအရှင်နေတဲ့အတွက်ပါပြန်ဆင်းချက်ညီများချင်းနဲ့ပေးထားပါတယ်စောင်းနေတော့နေရန်များနေရန်ကတောင်းလိုက်မဟုတ်ပဲစောင်းနေတယ်ဆိုရင်လှိုင်းအားကိုနေရန်ရဲ့စောင်းနေတဲ့တောင်း angle အလိုက်ယိုချက်ပြီးတွေ့ချင်းရပါတယ်နေရန်ကပူစောင်းလေလှိုင်းရဲ့ဓာတ်ရိုက်တက်ရောက်မှုအားကပူနေသွားလေပါတယ်စောင်းပြီးဝင်တိုက်တော့လှိုင်း obliquely incident waves လိုင်းကနေရန်ကိုတဲ့ရဲမဟုတ်ပဲစောင်းပြီးဝင်တိုက်တဲ့ဆိုရင်လေဝင်တိုက်တဲ့တောင်းအလိုက်တယောက်မှုအားကိုရော့ချပြီးတွတ်ချက်ရပါတယ်။ရေလိုင်းရဲ့အားတွေအပြင်တစ်ချက်သာထပ်ပေါင်းထည့်ရမယ်ဝန်ကားတွေရရှိသေးလားအကူ။ရှိသေးတယ်အဲ့ဒါကအလုံးအန်ဒီရဲ့များပြီးချိုးတင်ခံမရခတ်တဲ့ထိခိုက်ဝင်များပါ။ဒါကရေကြီးတဲ့အခါရေစိနအတူမျောပါလာတဲ့တစ်တုံးတွေအပျက်စီးတွေရေခဲတုံးကြီးတွေကအဆောင်အုံတော်လာပြီးစောင့်တဲ့အားပါ။ဒီအားကိုအပေါ်မှာပြောခဲ့တဲ့လိုင်းရင်အားတွေအပြင်ကိုထပ်ပြီးပေါင်းပြီးထည့်သွင်းစစ်ဆေးထားရပါတယ်။ ဒါဆိုရင်ရေကြီးမှုတံကိုတွက်ချက်တဲ့အခါမှာအင်ဂျင်နီယာတယောက်ကရေရဲအားမျိုးစုံလိုင်းရဲ့တိုက်ခိုက်မှုအစဉ်စဉ်အဆောက်အုံရဲ့ပုံစံနဲ့မျောပါလာလိုက်တဲ့အပစ္စည်းတွေရဲ့အန်ဒီအထိအလွန်သေးစိတ်ကြဲ့အချက်တွေကိုထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်းနားလည်လိုက်ပါရရှင်။အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineer Group မြေကိုအကူနဲ့အစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါရရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာလေးရန်နာလိုက်ပါမယ်ရှင်။ ောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်းသုံးရအခန်းကွဲသုံးတက်တမသုံးရစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆောင်တွက်ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။